မာတလုံးချေသောဆွေဆောင်ရပညာရှင်တောင်တွင်းဆရာတော်ခင်ကြီးဖြောင်းမြမမီဘောမှာဗုဒ္ဓဘာသာကိုထွန်ထအောင်ကြံစည်ခဲ့တဲ့ဆရာတော်ကြီးတွေများစွာရှိခဲ့ပူပါရယ်အဲ့ဒီထဲမှာမှလောကီယောလောကုတ္တရာပညာရတရူပါဆွေဆောင်ပေါင်မြောက်တဲ့တောင်တွင်းဆရာတော်ခင်ကြီးဖြောင်းဟာလည်းအပါဝင်ဖြစ်ပါရယ်တောင်တွင်းဆရာတော်ဟာဆွေးနော့တောင်တွင်းကြီးမြို့တကြီးဦးကျန်ဘော်ရဲ့အနွယ်ကဆက်ကနေစံတလာခဲ့ပြီးငယ်နံမရတော့မောင်ဖျော်ဖြစ်ပါရည် ငယ်စဉ်ကလေးကပဲဉာဏ်ပညာထမ်းမြန်လွန်းလွန်းမြမသင်ပေါင်းကြီးကိုနေချင်းညာချင်းတက်မြောက်ခဲ့တဲ့သူပါသူရဲ့ပညာအစွမ်းဟာចောင်းသားဘွားကလေးကဇက်တော်ကြီးတွေကနေခက်ခဲတဲ့အရာတွေထိအလွယ်တကူဖြေဆိုးနိုင်ခဲ့လို့ဆရာတော်ကြီးတွေကအံ့ဩခဲ့ကြရတာပါအသက်20ရွယ်မှာရဟန်းဘာဝင်ပြီးရဲ့နောက်ရှင်ညာနာဝရဘွဲကိုရခဲ့ပြီးမြေငယ်နမဲမောင်ဖျော်ကိုအစွဲပြုပြီးခင်ကြီးဖျော်ဆိုတဲ့နာမည်ကပို့ပြီးတော့လူသိများခဲ့တာပါ တောင်ရင်းကြီးကနေစတင်ခဲ့တဲ့သူ့ရဲ့ပညာရှာမီးမှုခရီးဟာဆိုရင်တော့ပကန်းစလေပြည်မျိုးတွေကိုတောင်မှရောက်ရှိခဲ့ပြီးတရာကျန်းတွေအဘိဓမ္မာကျန်းတွေကိုနှီးခံပြီးလေးလာသိယူခဲ့ပါတယ်။ဆရာတော်ဟာပညာကိုအားရတင်းတိမ်ခြင်းမရှိဘဲနဲ့ခေတ်ရဲ့အကောင်းဆုံးပညာရှင်တွေစီထံမှာလိုင်းလံသိယူရင်းနဲ့ထူးခြားတဲ့ဘဝအခြေအနေတွေကိုပိုင်ဆိုင်ခဲ့ရတာပါ။1122ခုနှစ်မှာနန်းတက်တဲ့နောင်တော်ကြီးမင်းကဆရာတော်ရဲ့ပညာဂုဏ်သတင်းတွေကိုကြားသိပြီးနေပြည်တော်ကိုပင့်ဆောင်မှုအတွက်မူမတ်တွေကိုဆေလုပ်ခဲ့ပါတယ် ဒါပေမဲ့ဆရာတော်ကနန်းတွင်းအာနာနဲ့နီနီကက်ကက်မနေလိုတဲ့အတွက်တက်ဝံတကားရွာကိုတိန့်ဆောင်ခဲ့တာပါဒါတော့မှမူမတ်တွေရသူရဲ့နောက်ကိုအတင်းလိုက်နေတဲ့အတွက်ဇက်တိုက်ပုံဆောင်ရင်းနဲ့မဲတီရွာအယောက်မှာခြုံနှောင်ပြီးအတင်းချက်ခေါ်ယူခြင်းကိုခံခဲ့ရပါတော့တယ်နောက်ဆုံးမှာတော့ဆရာတော်ဟာတလာခံကြမှာမူမတ်တွေနဲ့အတူစကိုင်းကိုကြွားရောက်ခဲ့ပါတယ်သူဓမာဇေယျမှာဆရာတော်ဂျေဘရီကမင်းဘလောက်ထိတက်မြောက်ခဲ့လဲလို့မေးမြန်းတဲ့အခါမှာပိရိကတ်သုံးပုံမှာမတင်ဘူးတဲ့ကြမ်းမရှိပါလို့ရေရေဝွန်းဝွန်းမင်ခဲ့ပါတော့တယ် ဒီဖြေကြောင့်ဝါကြီးတဲ့ဆီယာရောဂျီရီယာတော့ပေလေးပင်ရှင်လေးပါထွန်ကားခဲ့တဲ့မြို့မှာအခုတော့ပေတပင်ရှင်တပါထွန်ပြန်ပြီလို့ခြေကျူခင်ရပါတယ်။ခင်ကြီးပြောဆီယာရောဟာပေတကတ်ကျန်းကန်အပြင်လောကီပညာရက်တွေဖြစ်တဲ့ဘေဒင်စေပညာအကီရဲ့ပညာရက်တွေကိုပါကန့်ခတ်အောင်လို့တက်မြောက်ခဲ့ပါတယ်။တခါကနောင်တော်ကြီးမင်းကဆိုင်းသမားရေးဆဲလို့ပြီး ဆရာတော်ကိုတီးမုတ်ခိုင်းကြည့်တဲ့အခါမှာဆရာတော်ကဒီအလုံးနဲ့ဒီအလုံးကိုပေါင်းဒီအလုံးကိုခွဲစသဖြင့်ညွှန်ကြားပေးခဲ့လို့ရှေးရမကြားဘူးတဲ့တီးလုံးသက်တွေထွက်ပေါ်လာခဲ့ပါတယ်။စီအရော်ရဲ့ဗတ်ဆောင်တော်တဲ့ပညာဇွမ်းနေကြောင်းပဲမာတလုံးကြည်သောမကရာလောဘခင်ကြီးဖြောလို့တမိုင်းတွင်ခဲ့တာပါမာတလုံးကြည်တဲ့ဆိုတာမတိတာမတတ်တာမရှိဘူးလို့အထိပယ်ရပါတယ်ဒလုံကုံပုံးနဲ့လိုက်အောင်လဲစီအရော်ဟာမင်းလဝဲနော်ရထအမတ်ရဲ့မင်းမြန်ချက်တွေကိုဖြေးချခဲ့ရကနေပေါ်ထွက်လာခဲ့တယ် မင်းလဝဲနော်ရထားရှောက်ထုံးကျန်းလိုမျိုးအဖိုးတန်ကျန်းကြီးတွေပြင်စုစုပေါင်း38ကျန်းထိပြုစုခဲ့ပါရယ်ဒါပေမဲ့လည်းပန်းကောင်းအကျွေးစောရဲလို့ဆိုသလိုပါပဲဆရာတော်ဟာတတ်တော်39နှစ်နဲ့ဘဝနဲ့ထံပြန်လည်တော်မူခဲ့ပြီးသူရေးစားပြုစုခဲ့တဲ့ကျန်းပေါင်း38ကျန်းကိုတော့နောင်လာနောင်သားတွေအတွက်ထားရစ်ခဲ့ပါရယ်ရှင်ရှင်ဘုံဆန္ဒကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါရယ်အသစ်သစ်တော်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ် like and share subscribe ခလာလေးနေပြီးအားပေးသွားပါရှင်